ကြခင်ရပိုင်းကမှမွေးဖွားထားတဲ့သားငယ်လေးကပချိုင်ကလေးလေးပါလာကြောင်းကိုရီးယားမိသားနဲ့တောင်တူတယ်ဆိုပြီးတော့ခိုင်းနိုင်ပြောဆိုလာခဲ့တဲ့တရုတ်ဆောင်ပို့ချပြုခင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပို့ချပြုခင်ကတော့အခုဆိုရင်ကလေး9ယောက်အမေလို့ပြောရတော့မှဖြစ်ပါတယ် ပူဇာပြုခင်ကအကိုထွန်းနဲ့အကြောင်းပါခဲ့ပြီးအကိုထွန်းဘက်ကပါလာခဲ့တဲ့သားသမီး၃ယောက်အပေါ်မှာလည်းမိခင်ရှင်လိုဆောင်းရှောက်ခဲ့ကောင်းအခုဆိုရင်တော့နောက်ထပ်သား၂ယောက်ကိုမွေးဖွားထားပြီးဖြစ်တာကြောင့်သား၃ယောက်သမီး၂ယောက်နဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုဆက်လက်တည်ဆောက်နေတာပဲဖြစ်ပါတယ်ပြခင်တဲ့အော်တိုဘာလာကိုရန်နေကတော့တရုတ်ဆောင်ပူဇာပြုခင်ကသူတို့မိသားစုအတွက်၅ရောက်မြောက်သားငယ်လေးကိုမွေးဖွားခဲ့တာဖြစ်ပြီးအခုဆိုရင်တော့သားလေးကရက်၂၀သားလေးကိုရောက်လာခဲ့ပြီလည်းဖြစ်ပါတယ် ပို့ချပြုခင်ဟာဒုတိယမြောက်သားလေးကိုမွေးဖွားပေးတဲ့အချိန်မှာအလွေတန်းတွေလည်းဇက်တိုက်ပြုလုပ်နေသလိုသားလေးမွေးဖွားတဲ့အထိမ်းမန်းအနေနဲ့ဆေးရုံတွေမှာထမင်းဘူးကုသိုလ်ပြုလုပ်တာတွေလန်တထားလိုအပ်နေတဲ့နေရာတွေအတွက်ငွေကြေးပို့ဆောင်လှူဒန်းပေးတာတွေလည်းပြုလုပ်ခဲ့တာပဲဖြစ်ပါလိမ့်ဒီနေ့မှာဆိုရင်လေတရုတ်စာပို့ချပြုခင်ကတားငယ်လေးရဲ့ဓာတ်ပုံလေးကိုသမားရဲ့လူမှုကွန်ရက်စာမျက်နှာကနေချပြလာခဲ့တာဖြစ်ပြီးတားငယ်လေးကပချိုင်လေးနဲ့ပါလာကြောင်းကိုရီးယားမိသားနဲ့တူတယ်ဆိုပြီးတော့တောင်ပြောဆိုလာခဲ့တာဖြစ်ပါတယ် အသားလေးကဖြူဖွေးပြီးပချိုင်လေးထဲပါတဲ့သားငယ်လေးကိုပချိုင်လေးနဲ့ချောလိုက်တာအချစ်ကလေးကလီကျွန်ကီလေးလိုပဲဟုဆိုကမိမိပိုးချပြုခင်ကဖွဲ့နှဲ့ပြောဆိုထားတာလေးဖြစ်ပါတယ်ပူဇာပြုခင်ကိုချစ်ကြတဲ့ပရိသတ်တွေကတော့အသားကြီးလေးစိန်ဦးလုံကလည်းအချစ်ပိုခဲ့ကြရသလိုအခုသားငယ်လေးကိုလည်းပူဇာပြုခင်ကိုချစ်တဲ့စိန်နဲ့ဆက်လက်ချစ်ပေးကြပါအောင်ရှင်။မတ်တဲအောင်မင်းကို